ငရဲရဲ့တကားဝပါရမမင်းကြီးဆိုတာမိဘတိတံမှာရမမင်းလေးဥပတကားဝကစောင့်နေသူတို့စောင့်တာတရဝရီဘုံမှာကျင်နာတနာလို့ဗောလန်တီးယားလာလောက်တာသူကရမမင်းဆိုတာသိုးမဟုတ်ဘူးငရဲမကြစီတဲ့မကြတိုက်တဲ့ပုဂ္ဂိုလ်တွေမကြရအောင် သူကကုညီဖို့လာတာပြီးတော့ကုညီတာ အဲ့တော့သူကူညီနိုင်တာပါတော့ဆိုလို့ရှိကုသိုလ်ကောင်းမှုတွေကိုဖော်ထုတ်ပေးမယ်ဖော်ထုတ်ပေးခြင်းအပြင်သူကိုယ်တိုင်ကဝမ်းသာမယ်ဝမ်းသာသွားလို့ရှိရင်သူငယ်ရဲ့လွတ်တော်နိုင်တယ်ဆိုရိဒီလိုအလေးထားပြုနဲ့ယမမင်းအနာစာအဲ့တော့လောကဒူတွေကတော့ထင်းနေကြတယ်ယမမင်းကငယ်ရဲ့ကိုဆွဲချတဲ့လူလို့ဒီလိုထင်တာမဟုတ်ဘူးငယ်ရဲ့ကြောက်သွားမယ်ဆိုတဲ့ပုံကိုယ်လေးကိုငယ်ရဲ့ချိန်ပါလိုက်တဲ့ ငရဲဘုံကြီးရဲ့တကားဝမှာသူကယုံထိုင်တဲ့အနေနဲ့စောင့်ကြိုနေတာဖြစ်တယ်ကောသူကဝေမန်နိကပြိတ္တာမျိုးပဲဖြစ်တယ်ဘုံမိမ့်မန်နဲ့ဧထိုင်ရတဲ့ဝေမန်နိကပြိတ္တာမျိုးအဲ့တော့ဝေမန်နိကပြိတ္တာဆိုတာဗိမာန်ရှိပြီးတော့ချမ်းသာတဲ့အခါချမ်းသာတဲ့ဆဲတဲ့အခါဆဲတယ်လူတွေလူပဲသူလည်းပဲဘဝတစ်ခုရဲ့အတွေ့အကြုံလေးကိုခံစားရ ဲ့ဒီမှာလူတယောက်ဟာငရဲတဲ့ကိုတန်းကြမသွားပဲအပြစ်မကြီးတဲ့ပုဂ္ဂိုလ်တွေကြတော့ငရဲရဲ့ပတ်ဝန်းကျင်နားမှာရောက်လာတတ်တယ်အပြစ်ကြီးတဲ့ပုဂ္ဂိုလ်ကတော့ချက်ချင်းငရဲတဲ့ရောက်သွားတယ်ငရဲဘုံလဲမှာတော့ဖြစ်လိုက်တာသူကြတော့ရှင်မမင်းရဲ့အကူအညီမရနိုင်ဘူးချက်ချင်းငရဲကိုရောက်သွားအေးငရဲပတ်ဝန်းကျင်ရောက်လာပြီငရဲသားတွေကနှိမ့်ဆက်မယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့အနှိမ့်ဆက်မခံရအောင် သူကအကူကြီးပေးတာကရေပုံနာတော့ရောင်းလဲလဲလို့ရင်တော့ဆွဲထည့်ခံမှာပေါ့နော်ဥပြေမှာတော့မပဲရောင်းလဲလဲတော့မလုံးရမယ့်နေရာတွေရှိတယ်လေအဲ့တော့ရောင်းလဲလဲတော့လို့ရင်တော့ဖန်ခံမှာပေါ့အဲ့တော့ငရေမှာလည်းပဲအဲ့ဒါလိုပဲငရေရောက်ဖို့ရငရေပုံနာလေးမှာရောင်းလဲလဲဖြစ်နေတဲ့သူတွေကိုရှင်မမင်းကြီးကခေါ်ပြီးတော့ပေးတယ်ခေါ်ပြီးတော့မေးတော့ မင်းတို့ကမတော့ငါတဲ့ဒေဝဒုတဆိုတဲ့နတ်တမန်၃ဦးပေါ်ပေါက်နေတာကိုတွေ့ခဲ့လားအဲသူကနားမလဲမတွေ့ခဲ့မိဘူးအေးမင်းငါမေးတာသဘောမပေါက်ဘူးတဲ့နတ်တမန်ဆိုတာတခြားမဟုတ်ဘူးတဲ့နတ်တွေကပြောတဲ့စကားဟာတေချာပေါက်ဖြစ်တာလို့မင်းလူပြေမှာအိုမင်းနေတဲ့အဖိုးအဖွားတွေတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါ အေးအေးတွေ့တော့ငါငါလည်းပဲအိုရအောင်ပါပဲကိုချင်းတရားကမလုံမြောက်နိုင်သေးဘူးလို့မင်းတခါမှမစဉ်းစားမိဘူးလားလို့ဆိုမေ့နေတယ်မစဉ်းစားခဲ့မိဘူးဒါသူ့ဖြစ်ပုံနေရအဲ့တော့ဒီမှာမင်းကြီးကဟင်းချပြီးတော့မလုပ်တော့အေးလေးတဲ့မင်းမေ့တော့မင်းမဟုတ်တာဒီမင်းလုပ်တော့မင်းဟာမင်းထိုင်တဲ့မင်းကမင်းမင်းမေ့ရဒီဆွတ်တာလည်းမဟုတ်ဘူးအဖေကလွတ်တာလည်းမဟုတ်ဘူးဆွေမျိုးတွေကလွတ်တာလည်းမဟုတ်ဘူး ဘယ်သူမှလှုပ်တာမဟုတ်မင်းလှုပ်တဲ့အကံပဲမင်းမဲခါရမှာငါတခုမေးမယ်လူနာကိုရောမတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါအဲ့ဒီငါရောမင်းမစင်းသားဘူးလားတဲ့ဖေးမှာအတိညာရှိတဲ့အရွယ်ရောက်လာတဲ့အချိန်မှာကလည်းနိုင်အောင်မှာပဲနာတဲ့တရားကိုငါလည်းမလွန်သေးဘူးလို့မလွန်မြောက်နိုင်သေးဘူးဆိုတဲ့အတွေးလေးမင်းမတွေ့ခဲ့မိဘူးလားဆိုမေ့နေတယ်တဲ့မတွေ့ခဲ့မိဘူး ငါလည်းကုသကောင်းမှုလုံအောင်မဆိုတဲ့စိတ်ကလေးပဲဖြစ်ခဲ့ဦးလားဖြစ်ခဲ့အဲ့ဒီမှာလည်းယမမင်းကြီးကသုတ်သက်တယ်အေးမဲထိုင်နေမင်းကမေးကဲနောက်တစ်ခုငါမေးမယ်တဲ့မင်းလူသေးတော့တွေ့ဘူးတယ်ပေါ့လားဆိုတွေ့ဘူးတယ်သူသေးတွေတွေ့ဘူးအဲ့တွေ့တော့ကအော်ငါလည်းတနေ့တရားအောင်မှာပဲဟောတေးချင်းတရားအောင်ငါမလို့မြောင်းနိုင်သေးဘူး ါကောင်းတာတွေလုံးမဖြစ်မယ်ဆိုတဲ့အတွေ့အမြင်မင်းမတွေးခဲ့ဘူးလားမတွေးခဲ့မိဘူးတဲ့မိလေပြောသလိုပဲနေခဲ့တယ်အေးအဲ့လိုဆိုလဲမင်းတိုင်နဲ့မင်းကံမဲ့ငါလည်းဘာမှမတတ်နိုင်ဘူးဆိုပြီးယမမင်းကြီးကငြိမ့်နေလိုက်တယ်ငြိမ့်နေလိုက်တဲ့အခါကျတော့ကရဲဆောင်တွေကဆွဲခေါ်ပြီးငရေပို့ပလိုက်တာဒါပါပဲနော်အဲ့လိုဇမမင်းကြီးကအကယ်၍များသူက ဒီသူကသူ့ကိုလည်းအမြတ်ဝေခဲ့တယ်ကုသကောင်းမှုလုပ်တာလေသူမေ့တယ်လို့ဆိုလို့ရှိရင်ယမမင်းကြီးကနေပါဦးမင်းကပြောမယ်မင်းဘယ်တော့မှမလုပ်ခဲ့တာလေကြောင်းစောခဲ့တယ်သူ့ကိုဆုံးလုံးခဲ့တယ်လှူခဲ့တယ်တန်းခဲ့တယ်မင်းပြန်တွေးစားဒါတွေကိုပြန်တွေးလိုက်စားဆိုတွေးလိုက်တော့ဟုတ်သားပဲအတိတ်ကိုပြန်တတိရတာအဲ့ဒီတတိရတဲ့အခါအတူတူသွားကုသကောင်းမှုတတိဖို့ပြလိုက်အဲ့ဒီကုသစိတ်နဲ့ပဲပြန်လွတ်သွား အဲ့လိုယမမင်းကြီးကငရဲဘုံကိုရောင်းလဲလဲရောက်လာတဲ့တရဝါတွေအတွက်ကုညီဆော့ရှော့ဖို့ဆိုပြီးယမမင်းကြီးကငရဲဘုံကတကားဝမှာထိုင်ဆောင်နေတာဖြစ်တယ်ခေါ့